သူမနာမည်ကတော့ Jerry ဖြစ်ပြီးဖက်ထုတ်ရောင်းတဲ့မိငင်ဖြစ်သူနဲ့ချောင်းတက်နေတဲ့ညီမလေးတယောက်ကိုပိုင်ဆိုင်ထားပါတယ်။ Jerry အတွက်ဆင်းရဲတွင်ကလွတ်ရှင်လာကြောင်းဝီမြန်မြန်ရတဲ့အနေခံမှာအလုံးလုံးနေသူဖြစ်ပြီးဒီအလုံးကြောင့်လည်းမိခင်နဲ့ခဏတိုင်းစကားများနေရပါတယ်။ Jerry တို့မိသားစုကဘလောက်ပဲစကားများများတယောက်ကိုတယောက်ဆန့်အောင်ရင်ပျော်ရွှင်စွာဖြစ်တဲ့ကြတဲ့မိသားစုလေးဖြစ်ပါတယ်။ Jerry နဲ့ Cherry ညီမနှောင်ဟာမိခင်ဖြစ်သူစာပါရီချောင်းဆိုတိုင်း ဟန်ဆောင်နေရလို့သာထင်ပြီးသူတို့ဘာတန်ရောင်လိုက်ချောင်းစုကစားနောက်လေးရှိပါတယ်တညတော့တားမိတို့ရမုတ်ထွက်စားနေခြင်းစားပါတီချောင်းစုလိုက်ချိန်မှာတွေးစားတွေပါလာတာကြောင့်ညီမနှစ်ယောက်လည်းလန့်သွားပါတယ်စေယုံကိုအမြန်သွားကရှင်းရှင်းမှုတွေပြုလုပ်ပြီးတဲ့နောက်ဂျယ်ရီနဲ့ဒေါက်တာနှစ်ယောက်လည်းတွေ့ဆုံခြင်းမိခင်ဖြစ်သူစားပါတီမှာအစုတ်ကင်းစာဒုတိယဆင့်ကိုရောက်နေပြီဖြစ်ကြောင်းနဲ့ရည်ရည်ကူသောမှုခံယူပါကအချိန်မေကူတာတို့ရာသီကြောင်းပြောလာပါတယ်ကုန်ကြမဲ့စေယုံစေးကိုမင်းကြီးတဲ့အခါစုစုပေါင်းနှစ်တန်းဒီပါကုန်ကြမယ်ဆိုတာကြောင့် ချယ်ရီတရားငွေပမာဏကိုကြားပြီးဆွံ့အားသွားပါတယ်။စီရင်နေကလွတ်ဖို့အနေခမ်းမှလှုပ်လို့ရင်ကြိုးစားနေတဲ့ချယ်ရီတရားတက်တက်မှတခါမှမကြဖို့တဲ့ငွေပမာဏကိုမဲနိုင်မန်တီလီယာနဲ့အသည့်တွင်စီကအလိုက်ချီကြည့်နေပါတယ်။တရက်တော့ဘိန်းရောင်းဝဲသမားတရားကိုရဲတွေအသေးအတန်လိုက်နေချင်းဖိုင်ဒီဇိုင်းနဲ့ကထွက်လာတဲ့ချယ်ရီတို့ညီမနှစ်ယောက်ကျေးဇူးကြောင့် အချိန်နဲ့ပြေးလာတဲ့တရခန်လေးဒကာနဲ့တိုင်းမိကရဲရီလာတဲ့ရောက်သွားပါတယ်။ဘင်းရောင်းဝင်ကြီးကိုနောက်ကွယ်ကကျူးကန်နေတဲ့တင်မီဆိုသူကအချိန်လေးကိုမျက်မြင်မြင်တွေ့လိုက်ရတာကြောင့်သူ့ရဲ့လက်ထောက်ကြီးကဆိုသူကိုရှီခိုင်းကဂျေရီတို့ညီမညာကိုခေါ်လာစေခဲ့ပါတယ်။ကြီးကကိုဂျေရီရဲ့ညီမချယ်ရီကိုကြီးကကျောင်းတော်ဝယ်ကြီးကိုလွှတ်လိုက်ပြီး ဂျယ်ရီကြောင့်သူတို့လူဖန်ခံလိုက်ရတာကြောင့်ယောက်ျားလေးတွဲလက်ထဲမှာရှိတဲ့ဘိန်းတို့ကိုသူ့စီယူလာပေးရမယ်လို့ဆိုပါတယ်။သူမတမင်လို့တာမဟုတ်ကြောင်ရှင်းပြပေးမယ်။မယူဘဲရင်ဆွဲကြည့်ခံရမယ်ဆိုတာကြောင့်ဂျယ်ရီတယောက်ဈေးထဲကိုပြန်သွားကဂျယ်ရီတော်လာခင်ပြေးထားတဲ့ကြားကအထဲမှာအရေးကြီးဆိုင်ရာစတဲ့နေကြံခဲ့တာကြောင့်လို့ဆိုကဂျယ်ရီကိုကြော်ဖက်လာနိုင်ခဲ့ပါတယ်။ ်ပစ္စည်းကယောက်ျားလေးတော်နဲ့ထင်မှဖြစ်တာကြောင့်မျက်နှာကိုပွားနေအုပ်က toilet တွေတလုံးပြီးတလုံးဝင်ရှာပြီးချိန်မှာတော့ပစ္စည်းကိုရှာတွေ့သွားပါတယ်အတင်းဆောင်နေတဲ့တင်းမင်းစီအယောက်မှာခမင်းချိန်နဲ့တရားထက်ပွေလာတဲ့ဘိန်းထိုးကိုပေးလိုက်ပြီးနောက်မြမဖြစ်သူချယ်ရီကိုခေါ်ပြီးအိမ်ပြန်လာခဲ့လိုက်ပါတယ်ချယ်ရီကသူ့ကိုဘိန်းထိုးယူခံခဲ့တဲ့သူတွေစီကပိုက်ဆက်ရေးကောက်ရတာကြောင့်အထဲကိုဖြွင့်ကြည့်လိုက်တဲ့အခါငွေသားချိုးနဲ့လိပ်စာကက်ကိုတွေ့လိုက်ရပါတယ် ငွေကြေးကိုမြင်တွေ့လိုက်ရတဲ့ခြေကြီးတောင်မိကြီးရဲ့စီရင်စည်းအတွက်လမ်းမကိုလျှောက်ဖို့အတွေးစားတွေဝင်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတင်းမီစီကိုဂျယ်ရီရောက်လာခဲ့ပြီးသူမငွေလိုနေကြောင်းအမှန်တိုင်းပြောကာဒီမှာလို့လို့လူကြောင်ပြောခဲ့ပါတယ်။တင်းမီကအန်ရီများတဲ့အလုပ်ဖြစ်လို့လက်မခံကြောင်ညင်းမိမယ်။သူမတကယ်လုံနိုင်ကြောင်တင်းတောင်းဆိုနေတာကြောင့်တဘောတူလိုက်ပါတယ်။ဂျယ်ရီရဲ့တောင်းကတင်းမီစီကပစ္စည်းတွေကိုမားလေးစုသူစီပို့ပေးရမှာဖြစ်ပြီး ီးစီးတွေဘယ်ကလာပြီးဘယ်ကိုဖြတ်နေဆိုတာသိเสียရမလို့ကြောင်းနဲ့ကိုကိစ္စမို့ပဲဆက်စုမြင်တခါတဲ့အပြည့်ရှင်အလောင်းဖြောက်ခင်ရမှာဖြစ်ကြောင်းရှင်းပြထားပါတယ်အစကတော့ရဲတွေမြင်တဲ့ကြောက်ဥတုံနေခဲ့တဲ့ကျဲကြီးတယောက်ရှင်းတဲ့ဘက်အနှင်းငယ်ကြမှာတော့သူမတို့အရလိုရတာအရှင်ပြေလာပါတယ်တောကြောင့်မိခင်ဖြစ်သူစာပါတီအတွက်စေးုံစီပေးသွင်းနိုင်ခဲ့ပြီးစာပါတီကမဆန်နေဘေကရရလဲဆိုတဲ့မိကုန်းကိုအနှိတ်ခမ်းကခြေလာတာလို့လိန်ညာခဲ့ပါတယ် တနေ့တော့တင်းမိဖွယ်တဲ့ကလူတယောက်ရဲစခန်းကိုဒရင်လမ်းပေးမှုကြောင့်ဂျေဒီပစ္စည်းပို့သွားနေတဲ့ဘက်စကားကိုရဲတွေစစ်ဆေးတာခံလိုက်ရပါတယ်အကြောင်းလုံးပြီးဘက်စကားဘက်ကစီမိုးလုပ်နေတဲ့ဂျယ်ရီအနာကိုရဲတယောက်ရောက်လာခဲ့ပြီးအိတ်ထဲကထမင်းဘူးကိုဆစ်ကြည့်လိုက်တဲ့အခါဘိန်းတော့ကိုရှာတွေ့သွားပြီးမှဘာမှမတွေ့ဘူးလို့ဆိုကလှုပ်ပေးလိုက်ပါတယ်တကယ်တော့အဲ့ဒီရေဟာတင်းမိရဲ့လူဖြစ်နေတာကြောင့်ကန်ကောင်းသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီညကလေးကအကြောင်းကြီးကြောက်နေတဲ့ဂျယ်ရီလဲ။သူမတို့တွေကတရားရောက်တရင်ပေးမှုကြောင့် ခုလိုစစ်စစ်ခံရတာဖြစ်ကြောင်းတင်မီကိုပြောနေပါတယ်။ဒါကြောင့်တင်မီလည်းတပည့်တွေအလုံးကိုတန်းစီစီခဲ့ပြီးဖုန်းတွေအလုံးကိုစစ်စစ်ကြည့်လိုက်တဲ့အခါဖုန်းကောင်းလေးတွေဖြတ်လာတဲ့ဖုန်းတလုံးကိုတွေ့ရတာကြောင့်အရှင်ကိုဆွဲထုတ်ပြီးကိစ္စဖြစ်မယ်လို့သူတကယ်မလို့ကြောင့်အတင်းတောင်းမှန်နေပါတယ်။ဂျေဒီကဖုန်းကိုတရားရောက်ကင်စီလာလို့မေးကြည့်တဲ့အခါဂျိုဂင်နာဆိုတဲ့တယောက်သူ့ဖုန်းကိုကင်နေကြောင်းကြည့်လိုက်ရပါတယ်။ဒါကြောင့်ဖုန်းမှန်ရှင်တဲ့ဂျိုဂင်နာရဲကိုဘသူဖုန်းဆက်တယ်ဆိုတာအငင်းပွားနေချင်းအခမ်းမန်းတော်တဲ့တင်မီတယောက်ရဲကိုဖုန်းဆက်ခဲ့တဲ့ဂျိုဂင်နာကိုရွေးချယ်ပြစ်ဒဏ်နိုင်ခဲ့ပါတယ်။ တီမီကသူ့ရဲ့ဆေးရုံကတခါမှခံမန်းတာမလွယ်ဘူးကြောင်းပြောပေမဲ့ JD စိတ်မရှင်းသေးဘူးဆိုတာနဲ့တောင်းမန်ပြီးအော်ဟစ်နေတဲ့ဖုံးမှန်ရှင်ကိုပါပြစ်တက်လိုက်ပါတယ်အဖြစ်ဆိုးတွေကြောင့်ညဘက်အိမ်မပြောင်းနိုင်ဖြစ်နေတဲ့ JD တောင်သူမကြောင့်လူနှစ်ယောက်တည်သွားတာကိုပြန်မြင်ရောင်းရင်အထိတ်တလန့်ဖြစ်နေပါတယ်ဒါကြောင့်နောက်တနည်းမနဲ့မှာတင်တီမီစီကိုအယောက်သွားကသူမဒီအလုပ်ကိုဆက်လုပ်နိုင်တော့ကြောင်းနဲ့လက်ကျန်လူဝါခရှင်းပေးဖို့တောင်းဆိုလိုက်ပါတယ် တင်မီကဒီလုံကထွက်ကျင်နီလျံနှမျိုးသာရှိကြောင်းနဲ့တမျိုးကရွေးရည်လက်ချက်နဲ့တည်တာဖြစ်ပြီးနောက်တမျိုးကသူတို့လက်ချက်နဲ့တည်မှာဒီလုံကထွက်ခွင့်ရှိကြောင်းနဲ့မင်းအတွက်ငါတို့နေရာကိုတော့ရှင်းပြခဲ့ပြီးပြီမင်းကအလုပ်ထွက်တော့မလို့လားလို့ဆိုကလက်ချက်မှလက်ချက်ငွေလာယူဖို့ပြောရင်ဂျယ်ရီကိုလှုပ်ပေးလိုက်ပါတယ်တကယ်တမ်းနောက်တနည်းမနဲ့ဂျယ်ရီပတ်စံလာယူတဲ့ခါမှာတော့တင်မီတို့ဒေါင်းအောင်ဆောင်ရတဲ့ကြီးတကောင်လို့ငါကမင်းထင်ထားသလောက်သူတို့ကောင်းမပြတာဘူးလို့ဆိုကဂျယ်ရီကိုမဟာတရားလို့အချံစီခဲ့ပါတယ်တင်မီကိုအားကုန်တိုက်ခိုက်ပြီးအိမ်မန်လာတဲ့ဂျယ်ရီတောင် တင်းမီရဲ့လူတွေအိမ်ကိုရောက်နေနေပြီးမိခင်ဖြစ်သူနဲ့ညီမကိုတနက်ထောက်ချိန်ထားတာမြင်တွေ့လိုက်ရပါတယ်ဒီကိစ္စတွေရဲ့နောက်ပိုင်းမှာတင်းမီတဲ့အကောင်ကြီးတဲ့ဒါလာဆိုတဲ့ဘဲတွေရှိနေခဲ့ပြီးဂျယ်ရီကိုလည်းအလုထွက်ချင်းနောက်ဆုံးတစ်ကောင်အနေနဲ့သူ့အတွက်ပြည်စည်းဖို့ပြရမှာဖြစ်ကြောင်းနဲ့မဟုတ်ရင်မိသားစုကိုအရှင်မထားဘူးလို့ချင်းချောင်းနေတာကြောင့်ဂျယ်ရီအတွက်ရေးချဲစရာမရှိတော့တာကြောင့်လက်ခံလိုက်ရပါတယ်ပြည်စည်းကအတန်းချင်းကီလိုတရာပို့ပြရမယ်ဆိုတော့ကြောင့်ဂျယ်ရီတယောက်မျက်လုံးထည့်ပြရပြန်ပါတယ် ။ဒေါက်တာရုံနဲ့ဂျယ်ဒီတို့အိမ်ကိုဗီဒီယိုတစ်လုံးနဲ့ဘိန်းထုတ်တွေအပြည့်ရောက်လာကမိသားစုလိုခင်မင်းနဲ့အင်ဒီယန်ဦးလေးအန်ဒီကလည်းဒီကိစ္စကိုပတ်ဝန်းကူညီမယ်လို့ဆိုတာကြောင့်မိမသားတွေကြီးဖြစ်နေတဲ့ဂျယ်ဒီတို့လည်းလက်ခံလိုက်ပါတယ်။အတွေ့အကြုံရှိတဲ့ဂျယ်ဒီကဖတ်ထုတ်နဲ့ဘိန်းထုတ်ရောင်းဝယ်တဲ့နေရာမှာရောင်းဝယ်တာချင်းတူတူဖြစ်ပေမဲ့လူတွေကဖတ်ထုတ်ရောင်းရင်ဘာမှမဖြစ်ပေမဲ့ဘိန်းထုတ်ရောင်းတဲ့အခါမှာကြောက်စိတ်ကမျက်နှာမှာပေါလွင်နေတာကြောင့်အရေးကြီးဆုံးကမျက်နှာမူရကိုသတိထားဖို့လိုကြောင်းပြောကာသူမရဲ့အတွေ့အကြုံကိုမျှဝေနေပါတယ်။ဒီလိုနဲ့အချိန်ချင်းချပြေးနောက်တနေ့မနက်မှာတော့ဂျယ်ဒီတို့ကသူမအမိတဲ့တန်ဖြစ်နေကြောင်း ရက်ွက်အကြောင်းအော်ပြောကတင်းမီရဲ့လူတွေလွတ်လိုက်တဲ့ကားနဲ့သွားဖို့စီစဉ်ထားပေမဲ့ဂျေဒီကိုကြည့်ကြည့်နေတဲ့ရင်ကူးဆိုသူကလည်းနေရာကိုကားတစ်စီးနဲ့ချက်ချင်းရောက်လာခဲ့ပြီး မင်းမိကလည်းကိုမေပဲလေလို့ဆိုကသူ့ရဲ့ကနဲ့ဆေးုံသွားဖို့အတင်းပြောနေပါတယ်။ဂျယ်ရီတီကဘလို့ပြောပြောပြောလို့မရမှန်းသိနေတာကြောင့်ပစ္စည်းတွေပါတဲ့ကရင်နဲ့သူ့မအမေကိုရင်းကွေးရဲ့ကားပေါ်တင်လိုက်ကဒီကိစ္စကိုသိနေတဲ့ဦးလျံကြီးကိုကားမောင်းစီခဲ့ပါတယ်။ဂျယ်ရီတို့လူမိုက်ဖွဲ့လဲအချင်းတွေကိုမိစင်ကြီးကားရတော့မှဖြစ်တာကြောင့်ဂျယ်ရီတို့ကားရဲ့နောက်ကနေတာမျက်ကြည်မပြတ်လိုက်ခဲ့ကြပါတယ်။အန်နီဆာဝါရီတကယ်နေမကောင်းဖြစ်တယ်ထင်ပြီးစကားတွေတတူပြောရင်းပါလာတဲ့ဂျင်ကူတယောက်စစ်စစ်ကဲတကယ်ကိုအရောက်မှာတော့ဂျယ်ရီကသူ့မအမေအကြီးပေါ်အချင်းတွေမှုဖြတ်တန်းသွားတော့ခင်ပြူကိုတောင်းဆိုနေပြီမဲ့ ရင်ကုန်ကတော့လာစီဆေးတဲ့ရဲကိုအချင်းမြတ်ခြားစားပြီးလက်ထိုးနေရတဲ့ခင်မို့အခုလဲလက်ထိုးရအောင်မလို့လားလို့ဆိုတာဒိုင်းမော်တင်မဲ့တကယ်ကဲလုံနေတာကြောင့်ရဲတွေဝင်းလုံးနဲ့နရင်မအုပ်ခံရခင်ဂျေအီတို့လဲရဲတွေကိုအမျိုးမျိုးတောင်းမှကစီရဲကိတ်ကိုကျော်ဖက်လာနိုင်ခဲ့ပါတယ်လမ်းမှာနောက်တဲ့စစ်စစ်ကိတ်တခုကိုမရောက်ခင်ချယ်ရီကတောက်ပေါ်လုံးနေတဲ့ဂျင်ကူကိုသူမတို့ဘာတွေတရားလဲဆိုတာထုတ်ပြလိုက်ပါတယ်သူ့ရဲ့ကားပေါ်ဘိန်းနေတယ်လားဆိုတာတိလိုက်ရတဲ့ဂျင်ကူတယောက်မျိုးလုံးပြူးပြူးနဲ့စွန့်လာသွားခဲ့ပါတယ် နောက်ရှိစီရီတစ်ခုကိုရောက်တဲ့အခါဘာစကားတစ်ခုမှမပြောရတော့ပဲချောင်းမှာကဲ့နေတဲ့ရင်ကူးကြောင့်ကိတ်ကိုလွယ်လွယ်နဲ့ကျော်ဖက်လာနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပစ္စည်းလက်ကံပဲမာလေးစီကိုရောက်တဲ့အခါနိုင်ငံတွေမှာတော့နားလည်ရှိတယ်လို့ဆိုကပစ္စည်းလာဖို့တဲ့ဂျယ်ဂျီတို့ကိုကိုမူရဲနဲ့တယောက်ချင်းညီစင်မိကလှုပ်ပေးလိုက်ပါတယ် ကျယ်ကြီးတို့ပြန်ထွက်သွားပြီးခဏအကြာမလေးတယောက်သူတို့လက်ခံထားတာဘိန်းနေမဟုတ်ပဲစားရဖြစ်နေတာကြောင့်နောက်ကနေဆောင်ကြည့်လိုက်တဲ့ဂျီကာတို့ကိုဒေါသတကြီးအော်ဆူနေပါတယ်ဒီကိစ္စကိုဒါလာတူတာချိန်မှာတော့လက်တော့ပြည်သူမူရင်တောက်ကိုဖုံးဆက်ကတောက်တော့မကြရကောင်းလားလို့အားရပါရဆူပြီးတဲ့နောက်ပစ္စည်းတွေနဲ့အတူရှိနေတဲ့ကောင်မလေးနောက်အမြန်လိုက်ဖို့ပြောခဲ့ပါတယ်တိတ်မကြခင်မှာမူရင်ရစီဂျယ်ဒီဖုံးဆက်လာခဲ့ပြီး သူမအတွက်ပစ္စည်းတွေရှိနေရင်လုံးချုံမယ်ဆိုတာကြိုးတက်ထားပြီးသားဖြစ်တာကြောင့်ငွေရက်ကိုသူမနဲ့အကျိုးတူပူပေါင်းဖို့ပြောကာဒါလားကိုသူမထွက်ပြေးသွားပြီဖြစ်ကြောင်းလိန်ညာပြောဆိုလိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။လောဘတက်သွားတဲ့ငွေတာလဲဒါလားကိုလိန်ပြောပြီးတဲ့နောက်ဂျယ်ဒီနဲ့အချင်းမှလူချင်းတွေ့ချိန်မှာတော့ဒါသူ့ကိုတစ္ဆာဖောင်းအောင်ပေါက်လှည့်စားခဲ့တဲ့ဒါလားရဲ့လက်ွက်ဆိုတာသိလိုက်ရပါတယ်။မတည်ချင်းတို့နောက်ဆုံးတစ်ခေါက်လောက်ခွင်းလင်းပေးဖို့ပြောပြီးမြဲတစ္ဆာမရှိရင်အသက်မရှင်နေတဲ့ဒီလောကမှာငွေတာတယောက်တမန်လုံးရောက်သွားပါတယ်။အဲ့ဒီနောက်ဂျယ်ဒီတို့ကရှေ့ကသွားချီကာတို့အနောက်ရှေ့ကလိုက်မှာ ဂျေးတို့ကိုမျက်ခြေပြက်သွားခဲ့ပြန်ပါတယ်တကယ်တော့မာလေးရဲ့လူတွေပြန်ပြီးဆွဲသွားခဲ့တာဖြစ်ပြီးဂျေးတို့ကားပေါ်ပါလာတာစားရမဟုတ်ကြောင်းမာလေးစီကိုလန့်ပြောခြင်းစကားစုံအောင်နားမထောင်တဲ့မာလေးကအမျက်နှာစရပြီလို့ဆိုကအပျော်ရင်ငယ်လေးရောက်နေခဲ့ပြီးကိုဒါစားရမဟုတ်ဘူးတကြားရလူဆိုပြန်တာကြောင့်မာလေးတယောက်ငယ်လေးရောက်နေတဲ့အပျော်ကချက်ချင်းအောက်ဆုံးကိုပြန်ဆင်းသွားပါတယ်ဂျေးတို့ကိုပစ္စည်းစုတွေပဲမာလဲဆိုတာပြောရင်ပြောမဟုတ်ရင်အလုံးပြချင်းခံရမယ်ဆိုတာကြောင့်သူမတို့အိမ်မှာရှိကြောင်းပြောပြခဲ့ပါတယ်မာလေးကဂျယ်ရီရဲ့အိမ်ကိုသွားကအိုးရီလမ်းကြည့်လိုက်ချိန်မှာတော့တကယ်ဘင်းအစ်စ်တွေကိုတွေ့လိုက်ရပါ ပါတယ်။ဒါပေမဲ့ပြောလို့မဆုံးခင်မှာနေ။ចောင်းကချယ်ရီရဲ့កောင်လေးဆိုသူနဲ့သူ့ရဲ့အဖွဲရောက်လာခဲ့ပြီးမာရီကိုစောင်းတဲ့အုပ်ကအကုန်ဝိုင်းဖြုတ်ကြပါတယ်။လူစိုးတွေလည်းလည်းရောက်နေတဲ့ဂျယ်ကြီးတို့အဖွဲလည်းကိုအားကိုကိုကလူစိုးတွေလက်ကလွတ်ဖို့ကြိုးစားနေချင်းနေရာကိုရဲတွေရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်ဂျယ်ကြီးကိုငါးစားချိုင်းဘိန်းထုံလို့သူဖြစ်တဲ့ဒါလာကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပြီးမြဲရဲတွေထက်တကွက်ကြုံနေတဲ့ဒါလာက ချယ်ရီကိုအလဲကွက်နဲ့ခေါ်ပြီးကားပေါ်တင်ကသူမမိဘတွေကိုဖမ်းမိထားတဲ့နေရာစီခေါ်လာခဲ့ပါတယ်ခဏအကြာချယ်ရီကောင်လေးဆိုသူတို့ပစ္စည်းတွေနဲ့အတူနေရာကိုရောက်လာတာကြောင့်ပစ္စည်းအစည်းဟုတ်မဟုတ်စစ်ကြည့်နေချိန်ဂန်ဒလန်နဲ့ထင်ရဆိုင်လာတဲ့မာလေးတယောက်နေရာကိုရောက်လာပါတယ်ခလို့သူနဲ့ဖြန့်ဝေသူတို့နှစ်ယောက်မျက်နှာချင်းဆိုင်မိက ဒါလိုက်ကပစ္စည်းတွေရောက်နေပြီမို့စစ်ကြည့်ပြီးငွေရှင်းသွားဖို့ပြောတာကြောင့်တေချာစစ်ကြည့်လိုက်တဲ့အခါမှာဂျုံမုံတွေဖြစ်နေပြန်တာကြောင့်မလေးတယောက်တနေတလန်းနဲ့ထင်ရပြစ်နေချင်းရဲအဖွဲ့တွေနေရာကိုရောက်လာခဲ့ပြီးလူစုနယ်ရဲ့အသေးချေတိုက်ပွဲဖြစ်ပြီးတဲ့နောက်မောင်ခိုသမားတွေအားလုံးကြာဆုံးသွားခဲ့ပြီးထောက်မှကတ်နေတဲ့ဂျဲရီတို့မိသားစုနဲ့လူအ ਨੇ စုစွာအသက်ရှင်ကြံခဲ့ပါတယ်ရဲအရာရှိကဂျဲရီကိုခေါ်ကပစ္စည်းတွေနဲ့အတူစကန်းကိုလိုက်ခဲ့ဖို့ပြောတဲ့အခါဂျဲရီကတကယ်ပစ္စည်းရွှေတွေဘယ်မှာလဲဆိုတာသူမသိကြောင်းနဲ့အဲ့ဒါကဆေးရအိမ်မှာလို့ဆိုတော့ကြောင့်ပြာရှိတယောက်ကမန်းကနဲအင်္ဂါမင်းမောက်ကိုဖုံးလန်းဆက်ကြည့်တဲ့အခါ သူမအိပ်ပျော်နေချင်အိမ်ထဲကိုဗီဒီယိုတုံးရောက်နေကြောင်းနဲ့အထက်ကိုဖွင့်ကြည့်လိုက်တဲ့အခါတကယ့်ဘိန်းတွေဖြစ်နေတာကြောင့်အရာရှိလက်မအီမတာနဲ့ဂျယ်ရီကိုလှုပ်ပေးလိုက်ရရင် စကားလေးလေးပြန်ဆုံးသွားခဲ့ပါတယ်ကျွန်တော်တို့တွေနောက်ထပ်စကားကောင်းတွေမှာပြန်ဆုံကြပါမယ်ဗျာ